င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DBPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစစ်ကောင်စီကရှမ်းမြောက်ကထုံထုံအင်အားတွေကိုရခိုင်ကိုပို့လိုက်ပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ရှမ်းမြောက်မှာ ပြည့်ရက်သွားတာကအေးအေးအပါဝင်တခြားအင်အားစုတွေအတွက်ဘာတွေဖြစ်အားဖြစ်စေမလဲစစ်ရေးနိုင်ငံရေးလေလာသုံးသပ်သူတွေရဲ့အမြင်တွေကိုထက်အောင်ကပြောပြပေးမှာပါရှင် ကျမ်းမြောက်မှာ MNDA အပြင် TNL နဲ့ပါအပြည့်ရခဲ့ပြီးတဲ့နောက်မှာတော့စစ်ကောင်စီကအဲဒီကထုတ်နှုတ်လာတဲ့အင်အားတွေကိုတခြားစစ်မြေပြင်တွေစီပို့နေတာဖြစ်ပါတယ်။လက်ရှိမှာတော့ TNL နဲ့တောင်ခမ်းမှာရင်ဆိုင်ခဲ့တဲ့တပ်မတစ်တစ်ကအင်အား900ဝန်းကျင်ကိုကြောက်ဖြူကိုပို့ဆောင်နေပြီလို့စစ်လေးလာသုံးသပ်သူတို့ဖြစ်တဲ့ကိုစင်ရောကပြောပါတယ်။အဲဒီအင်အားတွေဟာရန်ကုန်ကနေဒီအပိုင်းတွင်ထွက်ခွာသွားတာဖြစ်ပြီးရေချောင်းကနေတဆင့်ပို့ဆောင်တာလို့လည်းဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ကြောက်ဖြူမှာလုံမဲ့ယူကောက်ပွဲအတွက်အခုလိုမျိုးအင်အားများပြားပို့ဆောင်တာဖြစ်တယ်လို့ဒီထက်ပိုတဲ့စီးရဲလှုပ်ရှားမှုကိုလှုပ်ဆောင်မှုရွယ်ချက်လဲပါတယ်လို့ကိုစင်ရောကပြောပါတယ်။ဟိုရက်ကပြောခဲ့တယ်လေကျွန်တော်ရန်ကုန်ရန်ကုန်ကဟွာပေါ့တောင်းခမ်းပြန်နေပေါ့တောင်းခမ်းပြန်တမတစ်တစ်ကအဲနီးပြူဟာတစ်ခုကိုရေချောင်းကနေလွတ်လိုက်ပြီဗျရန်ကုန်ကနေလွတ်လိုက်ပြီကြောက်ဖြူသွားမယ်ပေါ့နော်အဓိကကတော့ကြောက်ဖြူရွေးကောက်ပွဲပေါ့အဲရွေးကောက်ပွဲလုံးဂျုံရေးရနေမှာတဆင့် တို့ဆက်ပြီးတော့အောင်မြင်ချက်လို့တဲ့အနေအထားမျိုးပေါ့နော်စီးရရအောင်မြင်ချက်လို့တဲ့အနေအထားမျိုးတော့တွေ့ရပြီဗျဒါတော့တို့ရဲ့ပေါ်ပေါ်တင်တင်စီးရလှူရှားမှုပဲအခုလိုမျိုးရှမ်းမြောက်မှာပြည်ရတော်ရာကြောင်းစစ်ကောင်စီလုံနေကြပုံစံတိုင်းဂျန်တဲ့နေရာတွေလည်းဖိအားပေးလာမှာဖြစ်တာကြောင့် ULA အထွတ်တော်နည်းနည်းများဖိအားဖြစ်စေနိုင်မယ်လို့ရခိုင်ဒီမိုကရေစီဖွဲ့ချုပ်ပါတီထွတ်ထွတ်တွင်းမှုအမျိုးကျော်ကပြောပါတယ် ကြောက်ဖြူမြို့ပေါ်မှာစစ်ကောင်စီတပ်တွေရှိနေတာကနေလက်ရှိမှာတော့မြို့ပြင်မိုင်း20ပတ်လည်လောက်အထိတပ်ဖြန့်လာနေတယ်လို့လည်းဆိုပါတယ်။မြောက်ဖက်မှာတိတ်ပွဲရရင်တောင်ဖက်မှာနေပြီးတော့အဲ့ဒီဟာကိုကြောင်းပြီးတော့ဆင်းရဲနေအောင်မှာအဲပို့ပြီးတော့အားဖြစ်တယ်။အားဖြစ်ပြီးတော့တိတ်လေးရှိတယ်လေ။အခုလည်းအရှိတ်ဖက်မှာ အဲ့လိုအပြည့်ရရဆိုလို့ရှိရင်အဲ့ဒီကအင်အားတွေကတော့ကြံတဲ့နေရာတွေမှာသူတို့အဲထည့်ပြီးတော့ပုံပြီးသုံးလာမှာပေါ့ဖိအားအနေနဲ့ကတော့အတိုင်းတာတစ်ခုတော့ဖြစ်စစ်ကောင်စီအနေနဲ့ကြောက်ဖြူကိုအင်အားလုံးရင်းနဲ့ပို့ဆောင်ပြီးကြောက်ဖြူပါဝင်ရခိုင်တောင်ပိုင်းကမြို့နယ်တွေကိုထိုးစစ်ပြန်ဆင်မဲ့အလားအလာကိုမြင်ရတယ်လို့လည်းစီရန်ဘူကြီးကိုစင်ရောကပြောပါရယ် ULA အနေနဲ့လက်ရှိစစ်မြေနာကချင်းမကွေးပဲခူးနဲ့ AR စတဲ့နေရာတွေအထိဖြန့်ထားတာကြောင့် ်စစ်ကောင်စီဘက်ကထိုးစစ်ပြင်ဆင်လာရင်စစ်မင်နာကိုပြန်ချုံရမယ့်အခြေအနေဖြစ်လာနိုင်တယ်လို့လည်းကိုစင်ရောကသုံးသပ်ပါတယ်။အနေနဲ့စစ်တပ်ရဲ့ထိုးစစ်ကိုခုခံမယ်ဆိုရင်သူတို့ကြည်ကြည်လည်လည်စစ်မင်နာတွေပြန်ပြီးစုဖွဲ့ရမယ်အနေအထားမျိုးရှိတယ်။အဲ့တော့သူရဲ့ပြန်ကျဲနေတဲ့စစ်မင်နာတွေကိုကြုံသွားအောင်လုပ်ရမယ်ဆိုတော့တချို့နေရာတွေသူတို့ဘက်ကစီရေးရလက်လွတ်မှုတွေလက်လွတ်ရမှုတွေပေါ့နော်လက်လွတ်ရတဲ့အနေအထားမျိုးတွေတနေရာထဲမှာပြန်ပြီးတော့ဒူးနဲ့တိုက်စစ်စင် ဒါဟိုပေါ့နော်ကြံ့ကြံ့ခံနိုင်တဲ့အနေအထားမျိုးတွေအထိသူတို့တွေပြင်ဆင်သွားမယ်အနေအထားမျိုးတွေရှိတော့မြင်ရတယ်ပေါ့နော်အဲ့တိုင်းပဲဖြစ်သွားမယ်လို့လည်းမှန်စားပါတယ်ဗျာဟုတ်ကဲ့ပါဗျာရှမ်းမြောက်မှာတိုက်ပွဲတွေညင်သွားပြီးတဲ့နောက်မှာတော့ရခိုင်မှာလေကြောင်းတက်ခတ်မှုတွေကိုလည်းပို့ပြီးလှုပ်ဆောင်လာတာကိုတွေ့ရတယ်လို့ရေတက်ကနေလည်းလက်နေကြီးပြစ်ခတ်မှုတွေလည်းစတိုက်ရှိနေပါတယ်ကျွန်တော်ထပ်အောင်ပါ မြန်မာနိုင်ငံမှာဒီနှစ်ထဲတရားမဝင်ဘိန်းဆိုင်ပြုံမှုဟာဆယ်စုနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီးမနှစ်ကထက်18ရာခိုင်နှုန်းမြင့်တက်လာတာလည်းဖြစ်တယ်လို့ကုလသမဂ္ဂအမှုရေးစေဝါနဲ့ရာဇဝမှုဆိုင်ရာအဖွဲ့ယုံ UNODC ကထုတ်ပြန်လိုက်ပါတယ်။ စစ်ပေတံကိုခန်းစားနေရတဲ့မြန်မာနိုင်ငံမှာဘိတ်ဆက်ပြုံးမှုဟာဆယ်စုနှစ်အတွင်းအမြင့်ဆုံးအဆင့်ကိုတိုးတက်လာခဲ့ပြီးတော့ပြိပက္ခနဲ့စီးပွားရေးအခက်အခဲတွေကဆက်ပြိုရေးတောင်သူတွေကိုတရားမဝင်ကုန်သွယ်မှုစီပုံမှုတွန်းပို့နေတာကြောင့်အခုလိုမြင့်တက်လာတာလို့ဒီဇင်ဘာလ3ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ UNODC ရဲ့ထုတ်ပြန်ချက်အရအာဖဂန်နစ္စတန်ရဲ့ထုတ်လွှတ်မှုကြဆင်လာချိန်မှာမြန်မာနိုင်ငံဟာကမ္ဘာအထက်ကဘိတ်ထုတ်လွှတ်မှုအရေးမြစ်ဖြစ်လာပြီးဘိတ်ဆက်ပြုံးမြေကလည်း2024ခုနှစ်တုန်းကဟက်တာ45200ရှိရာကနေဒီနှစ်မှာတော့ဟက်တာ93100စတရီယမ်မိုင်း 105.3တုံ့ထိတိုးလာတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာဘေးဆိုင်ပြုံးမှုတိုးပွားလာမှုအခြေအနေကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ32ရာခိုင်နှုန်း၊ချင်းပြည်နယ်မှာ26ရာခိုင်နှုန်းတိုးလာတယ်လို့ UNODC ကဆိုပါတယ်။နောက်ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းဟာအဓိက စိုက်ပျိုးဧရိယာဖြစ်ဆက်လက်တည်ရှိနေပြီးတနင်္ဂနွေလုံးစိုက်ပျိုးမှုရဲ့44%ရာခိုင်နှုန်းရှိနေတာလည်းဖြစ်ပါတယ်။ 2025မှာရှမ်းပြည်နယ်ရဲ့ဘေးဆိုင်ပြုံမြေဟာ46,900ဟက်တာဖြစ်ပြီးကချင်ပြည်နယ်မှာ4,250ဟက်တာ၊ချင်းပြည်နယ်မှာ1,040ဟက်တာ၊ကရီနီပြည်နယ်မှာ628ဟက်တာနဲ့စကိုင်းတိုင်းမှာ952ဟက်တာရှိတယ်လို့ UNODC ကထုတ်ပြန်ထားပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်၄ရပ်ကွက်မှာဒီဇင်ဘာလ၂ရက်မိုးလယ်ပိုင်းကတရုတ်လူမျိုးတွေငှားနေတဲ့အိမ်တွေက BGF တပ်ဖွဲ့တွေနဲ့လှည့်ကင်းလှည့်နေတဲ့ BGF တပ်ဖွဲ့တွေအချင်းချင်းတနက်တွေနဲ့ပြစ်ခတ်မှုဖြစ်ခဲ့ပြီးတော့ BGF တပ်ဖွဲ့ဝင်တယောက်တနက်ကြီးထိမှန်ခဲ့တယ်လို့မြောက်ရီမြို့ကန်တွေစီကသိရပါဗျာ။ ဟေမန်ဦးဖုန်ကြီးကျောင်းနောက်ဘက်မှာရှိတဲ့လူနေအိတ်တလုံးမှာတရုတ်တွေကအင်္ဂါနေထိုင်နေတာဖြစ်ပြီးတရုတ်တွေနဲ့အတူရှိနေတဲ့ BGF တပ်ဖွဲ့ဝင်နဲ့လှည့်ကင်းလှည့်လာတဲ့ BGF တပ်ဖွဲ့တွေအချင်းချင်းပစ်ခတ်မှုဖြစ်ပွားရာကနေကင်းလှည့်တဲ့အဖွဲ့တွေကတရုတ်ထိခိုက်ခဲ့တာလို့ဆိုရတယ်နေအိမ်ထဲမှာရှိနေတဲ့တရုတ်နိုင်ငံသားနှစ်ယောက်ကမြို့အပြင်ကိုထွက်ပြေးသွားခဲ့တဲ့အတွက်အမှတ်လေးရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကလိုက်လံဖက်စီခဲ့ပြီးထိသိမ်းထားတယ်လို့မြောက်ရီမြို့မှာနေထိုင်သူတယောက်ကပြောပါတယ်။ မြောက်ရီမြို့နယ်ထဲမှာရှိတဲ့ကြားဖြတ်ဆိုင်တွေကိုစစ်ကောင်စီတပ်နဲ့ BGF တပ်တွေကလိုက်လံရှာဖွေဖမ်းဆီးတာတွေလုပ်ဆောင်နေတဲ့အတွက်မြောက်ရီမြို့ဘက်ကရက်ွက်တွေမှာကြားဖြတ်ဆိုင်ကနိုင်ငံခြားသားတွေနဲ့ကြားဖြတ်လုပ်သမားတွေရှောင်တိန်နေကြပြီးမြောက်ရီမြို့ဘက်မှာရှိတဲ့တဲခုတ်ကန်တွေနဲ့အငှားအိတ်ကန်တွေမှာပါလူတွေပြည့်ရှံနေတယ်လို့မြောက်ရီမြို့ကန်တွေစီကသိရပါတယ်ရှင် TPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင်